အားလုံးပဲမင်္ဂလာပါရှင်ဆရာမဂျူလီယာမြင့်သိန်းရေးသားထားတဲ့ဖြစ်ရန်ကြံသောစထုံးများဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း73ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဖြစ်ရန်ကြံသောစထုံးများအပိုင်း73ကျမအနေဖြင့်ခင်သစ္စာ၏အစွဲကိုဖော်ထုတ်ရန်တစဉ်ပြီးတစဉ်စ조사မေးမြန်းလာခဲ့သည်နှလုံးကဤအချိန်ကွာဟမှုကြောင့်ကျမစူးစိုက်နိုင်စွာ မြင်မြတာရှိနိုင်တော့မည်ဆိုတာမသိရချင်းကျမခန္ဓာကိုယ်ကြီးအကျောချင်းများမှာဘိုးအားမြင့်လျက်စိဖြင့်ရှော့ရိုက်ခံနာရသလိုနှုံးချိမောဟိုက်လာနိုင်သည်ခင်သစ္စာမှာလဲသူမှတ်မိနိုင်သလောက်အတိုင်းတာဖြင့် သူအတိတ်ဘဝကို ပုံဖော်ပြရှာသည်လက်ရှိဝိဒုက္ခမှာလွမြောက်လူလာသဖြင့်စူးစမ်းဆက်သွယ်နေခြင်းဖြစ်တော်လဲအစွဲပေါင်းများစွာတဲ့ကပြည့်စည်စွဲ ချစ်ခင်သူအစွဲ မဖြစ်မြောက်ခဲ့သောဆန္ဒစွဲအဆရှိသည်တို့မှာယခုသူအတွက်ကြီးမားသောဝိတုခနှင့်ဆက်ဆက်မနေခဲ့ပြန်ပေ။သူမ၏တသားဘူးလေ။ဘသူကမှမမြင်စေလိုသောဒါယာရီစာအုပ်နှစ်ခုလုံးကလည်းသူမ၏အဓိကအစွဲမဟုတ်။ခင်သစ္စာတေချာလေးပြောပြပေးပါလား။ဒီအစွဲတရားကိုအပြေရှာနိုင်မှ ခုလိုနာကျင်နေရတာတွေကနေလွတ်မြောက်နိုင်မှလေ။ ဧကန်နာမြမလေးလွင်သစ္စာကိုမုန်းနေတဲ့စိတ်ကြောင့်ခုဘဝကမလွတ်မြောက်နိုင်တာများလားထို့သောမိသောအခါပရခင်သစ္စာကြီးကြောက်စရာကောင်းသောမျက်လုံးများအယောင်တဖြည်းဖြည်းတောက်လာသည်စိမ့်ဖန်ဖန်နှင့်ခြောက်ကပ်နေသော လက်အည်ပြားများကိုတပြည့်ပြည့်ကုပ်နေရင်းမှ ရုတ်တရက်ကြီးသူမသဘင်ရှင်များကိုဆွဲဆောင်ကအော်ဟစ်ငိုရော်သည် ပိတ်တာတို့မျက်ရည်မြေမကြအကောင်းဆိုသောစကားကို လူတို့ကအချင်းချင်းနောက်ပြောင်ကြည့်စရာတွင်အသုံးပြုပြောဆိုရကြသည်တကယ်တမ်းမှာပိတ်တာများ ရှင်တွင်တော့ကပြပါရလောင်၍ငိုကြွေးတော့တာမန်လူသားတို့အပူတော့ကဤ၆ဆများပူလောင်တတ်ကြသည်ရက်ရှိလာများ ပူဆွေးငိုယိုနေရသူများလည်းရှိကြပြီး သူတို့ငိုရခြင်းဤအကြောင်းရင်းဆွဲကိုပါမိသွားကြသည် သူတို့ဤရင်တွင်မီဘလောက်ပူပါသလဲဟုမေးလျင်လူလိန်ကငိုယိုကြရတဲ့ဒီပူပါသည်ပရခင်တစ္ဆာမှာသူမဘာသာသပင်များကိုစောင့်ဆွဲငိုယိုနေ၍ကျမဘက်ကသူမနှင့်ဆက်စကားပြောရဖို့အချိန်တိတ်မကြံတော့ကြောင်းတတိပေးလိုက်ရသည်ခင်တစ္ဆာ၏ငိုရာကိုရက်ပြီးပြောပြဖို့ကြိုးစားတော့နော်ဒီလိုမှမဟုတ်ရင်နောက်ထပ်နှစ်တွေကြာအောင်ဒုက္ခရောက်အောင်တော့မှာ ထိုသို့သတိပေးပြီးနောက်မှပရခင်သစ္စာငြိမ်ကြသွားသည် ဟုတ်တာပေါ့လွင်ချောင်းလေလွင်ချောင်းပေါ့ငါဒီဘဝနဲ့ဒီဒုက္ခတွေကိုရလာတာအမတကယ်တော့လေငါ့ကိုအဲ့ဒီတုန်းကကအကြီးကြီးတိုက်ချလို့တေသွားရတာငါ့ရိုးတွေကြိုးကြေကုန်တဲ့အထိပဲငါ့ကိုတိုက်သွားတဲ့ကားကြီးနောက်ကနေအချိန်နဲ့ပါလာတဲ့ကားကလည်း ကိုဝင်ရှိနေတဲ့ငါခါးနေရာကိုပါထက်ကျိတ်သွားသေးတယ်။အမလီရက်ဆက်လိုက်ကြတာ။တောင်စင်ရေမရစကားများပြောရင်"သူမထက်ငူတော့ကျမခဏလွတ်ပေးထားရပြန်သည်"တို့တော့တိတ်မကြခင်ပဲသူမစကားပြန်ဆက်နိုင်လာခရာကားတိုက်မခံရသေးခင်တော့ကငါးစိတ်တွေအယမ်းပူလောင်နေခဲ့တာအမ၁၀ရက်လောက်နီးနီး အဲ့ဒီပူလောင်နေတဲ့စိတ်နဲ့ခရောက်ခရဲ့ဖြစ်နေခဲ့လို့တတိလက်လော့လမ်းဖြတ်ကူးမိတာပေါ့ငါအခုပိတ်တာဘဝမှာခံနေရတဲ့အပြစ်ဒဏ်ကဘာကြောင့်လဲသိလားပိတ်တာဘဝနဲ့လူတွေကိုနှောက်ရှက်မိုံနေမကဘူးလူဘဝမှာတော့ငါညမရဲ့ကိုဝင်ကိုဆရာဝန်ကျင့်ဝတ်လူကျင့်ဝတ်တွေ ဖောက်ဖျက်ပြီးပြတ်ကြအောင်လုပ်ခဲ့လို့ပါ အခုရောတွေ့လားငါအောက်ပိုင်းမှာလည်း နေတဝက်လောက်နာကျင်ပြီးသွေးရည်စီးကြနေ啊ကျမလမ်းကြည့်လိုက်တော့မထင်မရှားမြင်နေရသည့်သူမခါအောက်ပိုင်းမှာတကယ်ပဲ သွေးများစီးကြနေသည်ပရခင်သစ္စာပြပြလာတော့သူမ၏အပြစ်ကြွေးတို့အကြောင်းကျမစိတ်ရည်လည်လာခဲ့လေပြီအပြစ်ကြွေးတို့ဤရာဇဝင်စာရန်အပိသက်တင်လိုက်ကြပြီးနောက်ကြော်စီအတွင်းကိုမတွေ့တော့တာတပတ်ရှိပြီဖြစ်သည်ခင်သည် ကိုဝင်ကြောင်းအရှင်ကထက်ပင်မနှွမ်းလျက်တက်လာသလိုအလုတ်ထဲလဲစိတ်မဝင်စားနိုင်ပြန်ပါတယောက်ယောက်ရှင်ခွင်နဲ့ခိုဝင်၍ငိုပြစ်လိုက်လို့သောဆန္ဒများလဲမကြာခဏဖြစ်ရသည်မိမိနာကို မကတ်စဘူးကဲ့ရန်စူးစမ်းကြည့်တော့လဲမိမိကမကြာခဏမူးဝေအော့အန်မစားနိုင်မတောင်းနိုင်ဖြစ်ကခွေနေသောလွင်ကိုပြုစုနေရတာနဲ့ပင်မအားလက်ချေမိမိတငယ်ချင်းအန်တီမီကလည်းအိမ်လာလျင် လွင်အတွက်ကောင်းနိုးရရာတွေစီမံချက်ပြုတ်လာပြီးလွင်နှင့်စကားဖောင်ဖွဲ့နေတတ်သည်ကိုဝင်ဆောင်လွင်အတွက်ချက်ပြုတ်ပေးထားသမျှကို ခင်ကပါအငမ်းမရဝင်စားနေမိသောအခါမိမိကအတအံ့တော်ကြည်သည် အမလီသမီးကြီးရဲ့ဘယ်တော့မှများဒီလောက်စားနိုင်တောင်းနိုင်လာတာလဲလွင်အတွက်လည်းခြံလိုက်ပါဦးဟိုကကိုဝင်နဲ့လေ ထို့သောကြားရလျင်ခင်ကဒေါသတကြီးဖြင့်ပကံများကိုစောင့်ချကာထထွက်သွားမိတော်သည် လွင်ကခင်အပေါ်အာနာစိတ်ဖြင့်ဝင်ပြောသည်မိမိရဲ့စားပါစေခင်အလုတ်ပင်မန်းနေလို့နေမှာပါလွင်လဲစားနိုင်တာမဟုတ်တော့အာရပါရစားပေးတဲ့သူလည်းရှိအောင်မခင်စိတ်ကောက်သွားတာကိုသိလိုက်တဲ့မိမိကညနေကျတော့တင်မော်ဒီစိန်ချခိုင်တုံဆက်ဆက်လေးခင်အတွက်တုတ်လာပေးသည် ခြံထဲတွင်စာဖတ်နေသောခင်ရှိကိုတင်မောသည့်တုတ်ပကံလာထိုးပေးသည်အတုတ်ပကံကိုလှမ်းကြည့်လိုက်တော့ခင်လန့်သွားသည်ကိုဝင်သိမ့်နုစဉ်ကာလအတွက်တင်မောသည့်တုတ်မှာကိုဝင်ပြက်စီတတ်သောအန္တရာယ်ရှိသည်မဟုတ်ပါလားခင်ကအကြောက်ကံညင်ရင်စိတ်ဆိုးသွားပြန်ရာဟာမမေကလည်းဘာရီလာကျွေးနေရလဲတော်ပြီတော်ပြီမစားဘူးမမေကခင်ကိုစိတ်ဆိုးမှန်ဆိုးဖြစ်လာကားထားဆိုတော့သည် ခင်တရားလုံနေပြီနော်အလိုမကျတိုင်းအမေကိုရိုင်းစိုင်းနေတယ်ညနေကလည်းလွင့်ဟင်းတွေယူစားလို့မမေပြောတာမဟုတ်ဘူးကိုညမကိုဝင်တဲ့အတွက်နည်းနည်းလေးတောင်မချမ်းပဲခင်စားပြစ်နေတာကိုတတိထားမိနေတာကြာပြီအရွယ်လေးတွေမတိမ်မြေးမို့ဒီလိုစိတ်တွေဖြစ်တတ်တာမမေနားလေပါတယ်ဒါပေမဲ့လွင်ကိုဝင်ကြောင့်နေမကောင်းဖြစ်နေတဲ့အချိန်မှာတော့ခင်တမင်တသက်လိုက်တွက်ကနေတာတော့မကောင်းပါဘူးလွင်ကတော့လူကြီးဆန်ဆန်လေးခင်ကိုနားလဲပေးသလား ခင်သူ့အပေါ်မှာစိတ်ထားလေးကောင်းပြီလို့မရဘူးလားအမေအပေါ်ကိုဆိုရင်လည်းတစ်ချိန်လုံးထင်လွဲနေတော့တာပဲဘာကြောင့်များကိုညမအရင်ကို အမြဲလိုက်ရှင်တွေးနေရတာလဲဒီထပ်ပိုဆိုးလာရင်မေမေခွင့်မလုပ်ဘူးနော်မေမေစိတ်ဆိုးပြီးအိမ်ထဲပြန်ဝင်သွားသည် channel မှာတာမီနှစ်ယောက်စကားများတန်ကိုအိမ်ထဲတွင်ဖျားရှိခိုးနေသည့်လွင်ကတော့ကြားမိမထင်ခင်ဝမ်းနဲ့လို၍မျက်ရည်များကျလာခဲ့သည်တကယ်တမ်းကလွင်ကို အနိုင်ကျင့်လို၍ လွင်အတွက်အစားတောက်များမကြံအောင်စားလိုက်ခြင်းမဟုတ် ခင်မခံမရနိုင်အောင်စားလောင်နေ၍သာအများကြီးစားလိုက်မိခြင်းဖြစ်သည်ခင်စားလိုက်ရင်လည်းလွင်အတွက်အဆင်သင့်ထပ်မံစီစဉ်ပေးမဲ့သူတွေရှိသည်ပဲမဟုတ်လားလေခုလိုပြောခံလိုက်ရခြင်းအတွက် ခွဲခြားဆက်ဆံခံလိုက်ရသည်ဟုဒေါသစိတ်များလည်းအုံကြလာခဲ့သည်ကြာစင်းနေသောမျက်ရည်ကိုတုပ်လိုက်ပြီးအန်ချိတ်ကခေါင်းကိုမော်လိုက်သည်ဖလက်ဆာစာအုပ်ကိုပိတ်ကတစ်ဖက်သို့လှည့်အကြည့် ခြံတကားဝနားတွင်ရပ်နေသောတပ်ဖုံးမြက်ကိုမြင်လိုက်ရသည်ခင်ရှက်ယွန်းစိမ်များဖြင့်ရောက်ရက်ခတ်သွားမိသည် သူကငါနဲ့မေမေစကားများနေကလေးကရှိနေတာလားမေမေငါ့ကိုပြောတာတွေများကြားသွားလားခင်နဲ့မေမေစကားများနေသောနေရာမှာခြံဝင်းတကားကို ရုတ်တရက်လမ်းကြည့်လိုက်ရင် ပုံနေိပ်ပင်တို့ကွယ်နေရတပ်ဖုံးမြက်ရောက်နေသည်ကိုတတိမထားမိကြခြင်းဖြစ်လိမ့်မည် ခင်သူ့ကိုမြင်သွားမှန်းသိ၍တပ်ဖုံမြက်ကခြံတကားချက်ကိုထိုးပြီးနောက်လှည့်ဝင်လာခဲ့သည်ရှုတ်တရက်တပ်ဖုံကခြေလန်းကိုရက်ပြီးခင်ရှိရာဘက်ကိုလမ်းကြည့်သည် ထို့အကြည့်လွန်ခဲ့သောနှစ်အနည်းငယ်ကသူမကိုကြည့်ခဲ့ဘူးသည့်အထင်သေးနှိမ်ချသည့်အကြည့်မျိုးဒီတစ်ခါအကြည့်မှာတတိပေးလိုသောကြားမြင့်လိုသောအရင်ငွေများ အပေါဆောင်ပါလာသည် သူချစ်သူကိုအနိုင်မကျင့်ဖို့ရန်တတိပေးနေသော အကြည့်မျိုးတပ်ဖုံးမြတ်အိမ်ထဲသို့ဝင်သွားသောအခါရှက်ရွံ့မုန်တီးသောစိတ်များဖြင့်ခင်ကြံရိတ်ခဲ့သည်တစ်ချိန်က ခင်တက်မတ်နှစ်သက်ခဲ့မိသောအစွဲလန်းတို့နေရာမှာလက်စားချီလိုစိတ်များသာ အစာထိုးဝင်ရောက်လာတော့သည်နင်းတို့ဝိုင်းပြီးလွင့်ကိုပူပန်ကြအဖြစ်သေးနေကြတယ်မလားငါတယောက်တည်းအထီးကျန်အားငယ်နေချိန်မှာနင်းတို့တွေအပြန်အလှန်တိတက်နေကြတယ်မလား ငါမျက်ရည်ကြတိုင်းနင်တို့တွေဟာတိတ်ပျော်နေကြတယ်။အဲ့ဒီနင်တို့ရဲ့အပျော်တွေကိုငါဖျက်ဆီးပြမယ်။ငါဖျက်ဆီးပြမယ်။ညခုနှစ်နာရီလောက်မှတပ်ဖုံးမြက်ပြန်တော့မြည်ဟုနှုတ်ဆက်နေတန်းကြားလိုက်သည်။မေမေနဲ့လွင်တို့ကတပ်ဖုံးကိုခြံဝါထိလိုက်ပို့နေသည်။ခင်ပိုင်းစာလာ၍အိတ်ခမ်းထဲစာဖတ်နေရာမှပြန်ထွက်လာခဲ့သည်။ဟော်လစ်ဖျော်တောက်ရန်အတွက်ရှင်နွေးတပ်ဘူးထဲတွင်ရှင်နွေးများကုန်နေသည်။ထို့ကြောင့် မိဖို့ခန်းနဲ့ရင်နွေးတည်ထားခဲ့ပြီးနောက်ထမင်းစားစပွဲနာကဘီစကစ်ပုံးကိုခင်လာယူသည်စပွဲပေါ်တွင်ညနေကမိမိတုပ်ပေးထားသောတင်မောသီတုပ်ပကံအားအရာမယွင်းသေးပဲတွေ့လိုက်ရသည်ပစွန်ကြောင့်အကောင်ကြီးများထည့်ပေးထားပြီးငပိနှံတင်တင်ဖြင့်အလော်မှုများလဲအုပ်ထားပြန်ရာပကံကိုကြည့်၍ခင်တရွေးများမြူချလိုက်မိသည်စားကျင်လိုက်တာနော်မိမိနဲ့လွင်တို့အိမ်ထဲပြန်ဝင်လာတဲ့ကြားလိုက်ပြီးနောက် မိမိကဖះရှိခိုးရန်ဖះခံနဲ့တန်းဝင်သွားခဲ့သည်လူရင်ထမင်းစားခံနဲ့ရောက်လာသောအခါပစ္စကိပုံကြီးပရက်သားဖြင့်စားနေသောခင်ကိုတွေ့လာရသည်ပစ္စကိစားရတာကိုခင်မကြိုက်ဘူးဆိုတာငငယ်ကလေးကသိထားသောလွင်တယောက်အထူးဆန်းဖြစ်နေသည်သိချင်၍မင်းမေးပြန်လင်းလဲစိတ်ဆက်တတ်သောခင်ကလွင်ကိုဘူကလန့်ပြန်ဖြေလိမ့်မည်ထို့ကြောင့်ခင်ဘိုက်စာနေရလား လွင်ကိုခုပဲကိုကိုစက်သားကြောင့်မီးပုတ်တွေပေးသွားတယ်။လွင်စီစိန်ပေးမယ်လေစားမလား။ဟဲ့အင်းရတယ်ငါကခုဟောလစ်တောက်မလို့ရင်နှွေးတည့်ထားတာ။နေရောတောက်မလားလွင်ငါဖျော်ပေးမယ်လေ။ဘစ်ကစ်နဲ့စားမလား။ရုတ်တရက်ကြီးသဘောကောင်းနေသောခင်ကိုထူဆန်းအော်စွာပြန်ကြည့်မိသည်။လွင်အိမ်မက်များမတ်နေသလားပေါ့။ရပါရဲ့ခင်ရဲ့လွင်ပါဇက်တဲ့ချွချွအီအီတွေလက်မခံနိုင်မှုဖြစ်နေလို့ လွင့်မြက်လုံးများထမင်းစားစပွဲပေါ်မှာတင်မောတီတုပ်ပကန်းထံအကြည့်ရောက်သွားသည်။ဟဲတရွေကြလိုက်တာခင်ရဲ့အဲ့လိုလွင့်လွင့်မစားရတာကြပြီ။ခင်စားနေရလားဟင်အားကြလိုက်တာ။ကလေးဆန်သောလွင်ကဒီလိုမျိုးကိစ္စဆိုဘ ഹു တုတခန့်နေနေရဲ့။သူမမျက်လုံးများကတင်မောတီတုပ်ပကန်းမှမခွာနိုင်ရှာ။ကိုဝင်နုစင်တင်မောတီတုတ်စားရန်မတင်လျော်ပဲဘေးဖြစ်တတ်ကြောင်းပြောပြဖို့ခင်စဉ်းစားလိုက်တော့လေ ခင်ရင်ထဲတွင် ရုတ်တရက်ကောက်ကျစ်ဆင်းလဲသောအမှောင်စိတ်များအာဃာတများဝင်လာသည်။နင်ဒါကိုစားခြင်းနေရလားလွင်။ဟုတ်တယ်ခင်ရဲ့လွင်လေးဘာမှကောင်းကောင်းမစားနိုင်တာကြာပြီ။ရှာကလည်းဘာရသားမှလက်မခံချင်ဘူး။ခုဒါလေးကြတော့အယန်းကိုစားခြင်းစိတ်ဖြစ်လာတာ။စားတာစားလိုက်မိရင်မိမိကလှိမ့်ဆူတော့မှာပဲ။ပခုံးလေးပူကပြောပြနေသောလွင်ကိုခင်နက်နက်ရှိုင်းရှိုင်းကြီးစူးစိုက်ကြည့်နေရမှာ။ နင်အာဒီတာဖြစ်နေတာပဲတော်တင့်ယုံလောက်တော့စားပေါ့နင်ကရင်တွေ့ရင်ပြီးတာပဲအများကြီးတော့မစားနဲ့နော်ငါမမေအရေးချေကြည့်ပေးမယ်နင်မမှန်စားကြည့်ရော့နေတာကငါစားတာလို့ဆိုပြီးပြောလိုက်ရုံပေါ့လွင်ကကလေးတယောက်လူပြောသွားသည်ကလေးဘွားတုန်းကအတိုင်းမတဲ့တာကိုခိုးကြောင်ခိုးဝက်စားမိအကြံကို သူ့အမက ဖုံထားပေးအောင်မတဲ့မမေကဖះရှိခိုးရင်အနည်းဆုံးတနားရီလောက်တော့ကြာတတ်သည်မဟုတ်ပါလား ပြီးရင်တော့လွင့်ကိုလေးမနာအောင်ဆေးတိုက်ပါတော့ခင်အေးပါအေးပါမမြင်သာစားစမ်းပါငါလဲဟောလိဖြော်ရအောင်မယ်မမြင်လို့တိတ်ချစ်ဖို့ကောင်းနေငါမလွင့်ဒီစပွဲတွင်ဝင်ထိုင်၍တင်မော်ဒီတုပ်ကိုတုပ်ကနန်းစိတ်ကနန်းစားတော်သည်ခင်ရှင်တွေတွင်စိုးရိမ်တာလားဝမ်းသာတာလားမကွဲပြားသောခံစားချက်ဖြင့်ခြေဖျားလက်ဖျားများအေးဆန်နေခဲ့သည်လွင့်ရင်ဘဝမှာရော လောကရန်ဆိုတာရှိသေးလားငါ့ကိုစမ်းသပ်ခွင့်ပြုဟာလွင်းကိုတင်မောသည့်တုံများမိမိမသိအောင်ခိုးကြွေးတော်ညာကတညာလုံးခင်လဲစိတ်လှုပ်ရှားစွာအိမ်မရပါတင်မောသည့်စိန်တုတ်ကကိုဝင်နှုစဉ်ကာလအတွက်ပြက်ကြစေနိုင်စွမ်းရှိသည်ကိုခင်ဆရာဝန်တတအနေငယ်တွင်မှပင်မြင်တွေ့ကြရဘူးသည်ငါတိတ်များလွန်နေပြီလားဆရာဝန်ကြွေးဝကြောင်ငါမဆောင်ထိန်နိုင်တော့ပါလား တလူလူတလိမ့်လိမ့်နဲ့နေမတိထိုင်မသာဖြစ်နေရသည်မှာခင်ကိုယ်တိုင်ပင်တင်မောတိတုတ်စားလိုက်ရသလိုဖြစ်နေမိသည်ညတာရှည်လိုက်ပါပြီချင်းတပြေးပြေးနဲ့ခင်အိပ်ပျော်သွားခဲ့သည်ခင်အိမ်မက်ထဲတွင် လူသူကင်းမဲ့နေသော ကတ္တရာလမ်းမကြီးပေါ်ရောက်နေသည်မြို့ထဲလမ်းမကြီးပင်ဖြစ်တော်ညာလဲလူသူရိတ်ရောက်များလုံးဝမတွေ့ရဘဲတချို့သောအဆောက်အဦများတွင်ဝါဖြော့ဖြော့မီးလုံးလေးများ၏အလင်းရောင်ကိုလှမ်း၍မြင်နေရသည် ပဝင်းကျင်ရှိလေးတို့သည် ဖန်လုံးအိမ်တစ်ခုအလားငိမ်သက်လုံးနေသည်တစ်ပင်ချုံပင်မြက်ပင်များလည်းမရှိညအမောင်ကောင်းငင်ရံတွင်ကြဲရောင်တမုံတမွားစာပင်မတွေ့ရပူလောင်တိတ်တီးလုံးသောညညကြီးတစ်ခုသာမတင်ကားစရာဒီလမ်းမကြီးထက်ခင်ပါလို့တယောက်တည်းရှောက်နေခဲ့လေမရေရာချေရှောက်ရင်ရှောက်ရင်ခင်ရေငတ်လာခဲ့သည်အကူညီတောင်းစရာလူမရှိသောကြောင့်အတင်းကဆက်လျှောက်လာရင် လမ်းဆောင်လမ်းကွာတစ်ခုကိုတွေ့လိုက်ရသည်ထိုနေရာသည်မီးပွိုင်လမ်းဆောင်တစ်ခုဖြစ်နေခဲ့သည်ခင်မျက်နှာမူထားသော လမ်းမ၏တစ်ဖက်ခြမ်းတွင် မီးရောင်များထွန်းထားသောရှင်မျောမျောအဆောက်အဦတစ်ခုကိုတွေ့ရသည်ရေတောင်းတောက်မှဖြစ်မဲရှင်ပူလိုက်တာလမ်းဖြတ်ကူရန်ပြင်လိုက်တော့ခင်နောက်ကျောဘက်တွင် ပလက်ဖောင်းကို ကုတ်ချစ်နေတန်းကြီးတစ်ခုထွက်လာသည်ကုတ်ချစ်တန်းကြီးကအစမတန်ကျလာ၍ခင်ကြောက်ရွံ့ထိတ်လန့်ပြီးလှည့်ကြည့်မိရာ မဲနဲ့ပြောင်းလဲနေသောအမွှေးများရှိသည့်ခွေအမဲကြီးတစ်ကောင်ကိုတွေ့လာရသည် ထိုခွေအမဲကြီးကဖြူဖွေးနေသောအဆွေရှိကြီးများကိုထုတ်၍မန်ဖီနီကခင်ကို ခုံအုပ်ရန်ပြေးလာသည်ခင်ထိတ်လန့်စွာဖြင့်တပတ်လန်းရှိအစာဦးသို့ပြေးရန်လမ်းမကို ဖြတ်ပြေးတော်သည်ကားကြီးတစ်စီးဟုထင်ရသောခံမဲမဲအရေးကြီးခင်ခန္ဓာကိုယ်ကိုတိုက်ချသွားသည် အယိုးများတကြွကြွမြည်အောင်ကြိုးကြေတံများကိုကြားလိုက်ရသည်အာငါကလေးကလေးကိုကယ်ကြပါမမေကယ်ပါ ခင်နာကျင်စွာငိုယူနေတော့ခွေးမဲကြီးကခင်ရှင်ဘက်ပေါ်ခုံအုပ်လာခဲ့သည်တောက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 ်ခင်ခင်တကားဖွင့်မေးပါဦးခင်ဒီချွေးကြီးများပြန်ကနိုးလာခဲ့သည်အဲ့ရပေါ်မှာထထိုင်ကား မိုးဝင်နေသောခေါင်းကိုလက်နှစ်ဖက်ဖြင့်ဖိထားရသည်။တကားခောက်တန်နှင့်အတူလွင်ကအတန်ကိုခတ်အုပ်ထား၍သူမကိုခုံနေတန်ကြားရသည်။အရာမှထားထိုင်လိုက်ပြီးချင်းနောင်ကိုလက်ကတကားရှိရာဖိဖိချင်းလျှောက်သွားခဲ့ရသည်။လွင်ကိုဝင်တစ်ခုခုဖြစ်လာပြီလား။ကိုစိတ်နှင့်ကိုလည်းမလုံးချုံစွာကြောက်နေမိပြန်သည်။အခန်းတကားဝရင်တွင်ကရှုံးမဲ့သောမျက်နှာဖြင့်ရက်နေသည်ခင်ရေ လွင်အစားတောင်းရမ်းမိလို့လားမသိဘူးလေအရန်နာတာပဲစီးဆက်ကလည်းတိုက်တိုက်တိုက်ဖြစ်လာတယ်လက်တွေ့ကြတော့ခင်အနေငယ်ကြောက်လန့်မိလားသည်မမေသာသိရင်ခင်တမင်လှုပ်ကြံထားသည် ဟုပင်တအပ်ပြောလိမ့်မည်လာလာအခန်းထဲဝင်ခဲ့မမေကြားသွားလို့ရှင်နေရောငါပါ ကောင်းကောင်းဆဲခင်ဟန်လိမ့်မယ်အပူဆက်စားမိရင်ဒီလိုပဲနင်းကိုတော်ရုံမဲစားလို့ငါပြောတာပဲ ။နင်ကပကံရဲ့သုံးပုံတစ်ပုံလုံးစားတာကိုအင်းမခင်ရဲ့နောက်ဆိုမစားရတော့ပါဘူး။မမေကိုလည်းလွင်မပြောပါဘူးနော်။လွင်လက်ကိုဆွဲလာကအဲ့ရဘောထိုင်ခိုင်းနားလိုက်ပြီးခင်ခန်းထဲမှာဆေးပြီလိုလေးကိုဖွင့်သည်။မင်းကိုတိုင်ရန် cream of magnesium အရေပလင်းလေးကိုယူလိုက်သည်။နင်ခနဆောင်လွင်ထမင်းစားကန်းလေးကနေနင့်ကိုဆေးတိုက်ဖို့ဇွန်းသွားယူအောင်မယ်။ခင်ဒီပျော့ပျော့ဆူဆူနဲ့အခန်းပြင်ထွက်ရန်ပြုလိုက်ရမှရုတ်တရက် ိမ်မက်ထဲမှခွေးနဲ့ကြီးနဲ့ကြောက်စရာဖြစ်ရဖို့တွေးမိပြီးကြောက်သွားသည်အခန်းပြင်တယောက်တည်းမထွက်ရတော့သလိုဖြစ်သွားတာမို့လွင်ကိုခေါ်ရန်ကြီးလိုက်တော့လဲလွင်ကဗိုက်အောင်၍လဲချလိုက်သည်မေမေတည်ရင်ပိုဆိုးမီမို့တပြင်းရွှေကြီးချလိုက်ပြီးထမင်းစားကန်းသို့သွားလိုက်ရတော့သည်လွင်ကိုဆေးတိုက်ပြီးနောက်သူ့နှစ်ဘူးပေါ်မှာချွေးစင်းများကိုပဝါခတ်တတဲလေးတစ်ခုဖြင့်တုပ်ပေးနေလိုက်သည် ထို့နောက်လွင်ကိုစိတ်ငြိမ်စေချမ်းတိုက်ပြီး ခင်ကတော့ဒလုံးတောက်ချလိုက်သည် လွင်က အမားဖြစ်သူကို အာတင်ပြုံးပြရင်ခင်ကလွင်ကိုချစ်သေးရပဲနော်လွင်သည်ခင်လက်ချောင်းတွယ်တွယ်များကို သူမပါရင်အထားလိုက်သည် အနှင်းငင်ကြသောအခါခင်အိယာပေါ်၌ပင် လွင်အိပ်ပျော်သွားခဲ့သည်စိတ်ငြိမ်စင်ရှင်နေတော့ခင်တွတ်တော့ချက်ချင်းကြီးမအိပ်သေးတော့လေလွင်အရင်အိပ်ပျော်သွားပြီးနောက်မှာကျန်းပြေ၌ဖြာခင်းပြီး ခေါင်းအုံအပိုတလုံးချကလှဲချလိုက်ပြီးနောက်အိပ်ပျော်သွားခဲ့သည်မနက်လင်းသောအခါခင်တကိုလုံးကန်ရိုက်ထားသလိုနာကျင်ပြီးနူးလာခဲ့သည်ဖျားကျင်သလိုလိုနှုံးသလိုလိုနဲ့ညာကခြေများဝိုင်းအုံကိုက်ခံထားရသောအခါခြေလက်များတွင်အနီးစက်များကျန်ခဲ့တော်သည်အိယာထက်ကိုမော့ကြည့်တော့ရှင်တော်ထဲမှာလွင်ကနင်းနေချာချာအိပ်ပျော်နေခဲ့သည်အော်မေမင်းကြီးမှ နင်ဘာမှမဖြစ်ပဲငါပဲဒုက္ခရောက်တော့မယ်ထင်ပါတယ်။စိတ်ထဲကမကြည်မနဲ့ရေရွရင်ဆေးရုံသွားရန်အာတင်းကထားလိုက်ရသည်။နိုင်ဂျူတီရှိနေသောနေဖြစ်ကြောင်းတတိယတော့ခင်းစိတ်ထဲတည်ခြင်းစောနှံသွားရတော့သည်။မျက်နာသည့်တွားတိုက်ရေမိုးချိုးပြီးအချိန်ထိခင်ပို့၍နေရထိုင်ရအစင်မပြေဖြစ်လာသည်။အေးမဝကအာနေနေသလိုဖြစ်နေ၍မနှက်စာကိုနွားနို့ပူပူတစ်ခွက်တောက်ရန်နွားနို့ကြိုသည်။ တဖြည်းဖြည်းနဲ့ကို့အခြေအနေကိုရိပ်စားမိလာသောခင်တယောက်ဆေးရုံမသွားတော့ရန်ဆုံးဖြတ်လိုက်သည် လွင်လဲနိုးလာခဲ့ပြီးနောက်အရင်နှေးတွေကထက်နေထိုင်မကောင်းကြောင်းဘိုက်အောင်ကခါပါနာနေကြောင်းခင်ကိုအာကိုတကြီးလာပြောသည်မေမေနဲ့တပ်ဖုံမြတ်တို့တည်သွားခဲ့လေမလွယ်ရာမို့ခင်စိတ်ထဲမှာလည်းအကြက်ရိုက်လာကငိုချင်နေမိတော့သည် သို့တော့ခင်နေမကောင်းနေသည်ကိုပင်အာတင်း၍စံပြုတ်ပြုတ်တိုက်ခြင်း အစာအိမ်ဆေးပေးခြင်းတို့ဖြင့်လွင်ကိုခါတိုင်းထက် ကျင်နာယူရပြနေခဲ့သည်။လွင်ကတာမန်နေမကောင်းုံမျှသာဖြစ်သည်ဟုညီမနှစ်ယောက်ပေါင်း၍မိမိကိုညာထားလိုက်ကြသည်။မိမိကဆရာဝန်ဖြစ်သောတမီးကြီးဖြစ်သူ ခွင့်ယူပြီးလွင်ကိုဂရုစိုက်ပေးနေသောကြောင့်စိတ်ချလက်ချအလုပ်သို့ထွက်သွားခဲ့သည်။လွင်ကလည်း"သူမအဆက်တုံများကိုစားမိ၍အနှင်းငယ်ခံရပြီးတက်တာသွားမည်"ဟုယူဆခဲ့သည်။ နေ့ခင်းပိုင်းတွင်တပ်ဖုံးမြန်ရောက်လာသောအခါလွင့်အတွက်အုံစိမ်းရေဝဲပေးရန်ခင်းကပြောလိုက်ရာတပ်ဖုံးကချက်ချင်းပြန်ထွက်ကအုံစိမ်းရေတွားရှာတော့သည်လွင့်နေအခုရောဘလို့နေသေးလဲအမဖြစ်သူတနေကုန်ပါကြွေးကြွေးပါတိုက်တိုက်စိတ်ချမ်းသာအောင်စားပေးလိုက်စကားနားထောင်လိုက်လုံနေတော့လွင့်ကို ခင်အံ့ဩမိတာတော့အမှန်ပဲ ိုးတကောင်လိုလွင်က ဖြူစင်ပြနေတိုင်းသူမကိုသူမဝင်းပလွေတကောင်လိုခံစားရတာကိုခင်မုံမိသည်ဟန်ဆောင်ကမေးလိုက်ရတော့လေလွင်ပကတိအကောင်တတနေသောအခါခင်နေမထိထိုင်မသာဖြစ်ရပြန်သည်ခင်ရဲ့အမေလိုမေတ္တာစိတ်ကြောင့်ထင်နေခါနဲ့နဲ့ကြိုက်တာလောက်ကလွင်ရင် လွင်တတသွားရည်တီလားကျေးဇူးပါငါမမရေလင်ကခင်ခါလေးကို ဖက်ကပါးကိုလည်းနမ်းလိုက်သည် ခင်အရင်ကထပ်အစားပုတ်လာလို့လားမသိဘူးနော်တာမန်ကြည့်ရင်ပိန်ပိန်လေးပဲမဲ့ခါကနည်းနည်းတုတ်လာသလိုပဲချစ်စနိုးပြန်စားနောက်လိုက်သည်ကိုခင်ကစိတ်မလုံးဖြစ်သွားပြီးသူမကိုဖတ်ထားသောလွင်အားရုတ်တရက်အားဖြင့်တွန်းလိုက်မိသည် လွင်နောက်သို့အနေငယ်လမ်းကြားမလို့ဖြစ်သွားတော့လဲထိန်လိုက်နိုင်သည် ဟာမြင်ပါရီလာပြောနေရလဲဟင်းအင်းငါခါမတုတ်ပါဘူးဝေးလည်းမတက်ဘူးဖဲဖဲငါထမင်းတော့စားအောင်မယ် ထို့ခိုက်တံကို အုံစင်းရေဝဲပြီးပြန်လာသောတပ်ဖုံးကမြင်သွားသည်ကိုဝင်ဆောင်သူ့အမျိုးသမီးလေးကိုကြမ်းကြမ်းတန်းတန်းပြုတ်မှုသည့်အတွက်မနှိမ့်မြုပ်စိတ်ဆိုးသော မျက်လုံးများဖြင့်ကြည့်နေရမှ မခင်တစ္စာလွင်ကအားသိရှိတာမဟုတ်ဘူးကြမ်းကြမ်းတန်းတန်းမတွန်းပါနဲ့ဟုလေးသားမမဖြင့်ပြောလာခဲ့သည်ခင်ကလည်းဒေါသထွက်သွားသောမူရာဖြင့်ဒီမှာတပ်ဖုံးမြက်လွင်ကကျမညမအရင်ခေါက်ခေါက်နော် ရွေးကိုဝင်ကိုထိခိုက်သွားလောင်ကျမကဘာကိစ္စလုပ်ရမှာလဲလက်တောင်မထက်ရသေးပဲဒီအိမ်မှာအဆဆအရရလွှမ်းမိုးဖို့မကြိုးစားပါနဲ့ရွေးကိုဝင်နဲ့အိမ်ပြန်လာရောက်တော့အခါမှာသူမအပေါ်ကျဉ်ကျဉ်နာနာဆက်ဆံပေးလာတော့ခင်ပြောင်းလဲမှုကြောင့်ဝမ်းသာပီတိဖြစ်နေရတော့လွင်မှာခုလိုကြောက်ကစားဖြစ်တော့ခြေနေကိုလွန်စွာစိုးရိမ်မိသွားသည်ကိုကိုဘလို့ပြောလိုက်တာလဲခင်ညာကရောမနှက်ထိပါ လွင်ကိုပြုစုပေးနေရတာ ။သူအေးရောင်မဟုတ်ဘူး။ခုလည်းဆေးရုံမသွားဘဲစောင့်နေပြီးတာ။ကိုကိုစိုးရင်လူပြောတာသိပေမဲ့၊လွင်အမကိုအဲ့လိုလေတံနဲ့မပြောပါနဲ့။လွင်အစင်မကောင်းဖြစ်တယ်ကိုကို။တပုံကလွင်စကားကိုအမလို့အမရဖြစ်မိစွာတခုခုတုံ့ပြန်ပြောဆိုရန်ပြုပြီးမှနှုတ်ဆက်လိုက်သည်။ပြီးနောက်ဝဲလာသောအုံစိမ်များကို စပွဲပေါ်တင်ပြီးထည့်ပြန်ရန်ပြုသည်။ ခင်အခြေအနေကိုရိစားမိလိုက်ပြီးလွင်ရှည်တွင်စိတ်မကောင်းစရာပြုမှုတစ်ခုစတင်ဖြူလိုက်သည်အညာမှလှိဖြတ်ထားသော အုံစိမ်းနှလုံးကိုကောက်မှယူကာဝမ်းနေညှိုးလျလေးတန်ဖြင့်ပြောလိုက်သည်လွင်စိတ်ခံစားချက်များနေတဲ့အချိန်နေမကောင်းတဲ့အချိန်မှာလွင်ကိုအားမငယ်စေခြင်းဘူးတပ်ဖုံးမြက်ကပဲလွင်အနာမှာဆက်နေပေးလိုက်ပါလွင်ကိုရုတ်တရက်တွန်းလိုက်မိတဲ့အတွက်လဲခင်တောင်းမှန်ပါတယ်လွင်အတွက်အုံစိမ်းရည်ထည့်ပေးလိုက်အောင်မယ် ရှင်လက်မပြန်ပါနဲ့哦ဟုပြောကနောက်ခွေးခန်းသို့ဝင်သွားခဲ့သည်အဝမှာ တခါမှ အမားဖြစ်သူခင်ဤတောင်းမှန်စကားမျိုးမကြဘူးသောလွင့်မှာတပ်ဖုံးကိုပို၍စိတ်ဆိုးသွားသည်ချစ်သူအပေါ်အမဲချိုတာခဲ့သော လွင့်မျက်နာကရုပ်ကြီးဆိုသလိုကျင်းမာသွားသည်ကိုကိုခင်ထွက်လာရင်ပြန်တောင်းမှန်ပေးပါလွင့်အမကအပြုံမူမတတ်ပေမဲ့စည်ရင်ကောင်းပါတယ် ခင်ငယ်ငယ်ကလေးကလွင်အတွက်အနစ်နာခံပြီးဦးစားပေးနေရတာချီပဲပင်မလုံလောက်မှဆိုလို့မေမေပင်မမှဆိုလို့သူ့တကူစားကိုရုံးကန်နေရတာရုံးကန်ရလုံးလို့လဲသူမချိုတာတတ်တော့တာခုကိစ္စမှာလဲသူရှက်သွားလို့တွန်းလိုက်မိတာလွင်တိတယ်ကိုကိုခင်အကြောင်းမသိသေးပါဘူးနောက်လွင်အမကိုအဲ့လိုဆက်ဆံရင်လွင်ကိုကိုကိုစိတ်ဆိုးရလိမ့်မယ်မဟုတ်သေးဘူးလွင် ကိုကိုစိတ်တဲ့သူ့ကိုသဘောမကျတဲ့အကြောင်းရင်းချို့ရှိရယ်ထားပါလေအဓိကပြောချင်တာကရွင့်နာမှာသူရှိနေရင်ကိုစိတ်တဲ့တမျိုးဖြစ်နေမိတာကိုကိုအိမ်မှာလွင်လိုက်နေပါဆိုတော့လည်းမနေဘူးသူလွင့်ကိုဆက်ဆံနေတဲ့ပုံတွေကမူးမမှန်ဘူးတကူကိုဖုံးကွယ်ထားတဲ့ပုံမျိုးတပ်ဖုံမြက်စကားမဆုံးမီ လွင်တော်သားကြီးအွန်လိုက်သည်ကိုကိုတော်လိုက်တော့ခုကိုကိုပြောနေတာဘု து အကြောင်းလဲလွင့်အမလွင့်အမအရင်ခေါက်ခေါက် ဆက်ပြောရင်လွင်သေးမခံဘူးနော်တပ်ဖုံမြတ်စိတ်မကောင်းစွာဖြင့်လွင်ကိုကြည်သည်သူတို့နှစ်ယောက်ဘဝမှာပထမဦးဆုံးစကားများအဆင်မပြေခြင်းကိုကြုံတွေ့ရပြီးခလုတ်တသိန်းစဖြစ်လာပြီးဟုလည်းခံစားရသည်ကိုကိုပြန်လိုက်တော့တပ်ဖုံမြတ်လည်းလွင်ကိုဘာမှအဆက်မပြောဘဲထားထွက်သွားသည်လွင်မျက်ရည်များကျလာပြီးထွက်သွားသောတပ်ဖုံကိုမကြည့်ဘဲမျက်နှာလွှဲထားလိုက်တော့သည်ထမင်းစားကမ်းမှာ ်ဧကန်းတို့ထွက်သောတကားပေါက်ခွဲတွင်အုံစိမ့်ညူရီထဲလာသောဖန်ခွက်ကိုကင်နိုင်မှခင်ပြုံးလိုက်မိသည်ပြီးနောက်ငိုနေသောလွင်းရှိလွင်းရှိကစပွဲလေးမှာဖန်ခွက်ကိုချပေးကာလွင်ဘေးတွင်ဝင်ထိုင်လိုက်သည်လွင်ကခင်ရင်ခွင်ထဲကိုဝင်ကာရှာ၍ငိုလေတော့သည်လွင်ကြောကိုတတ်ပေးရင်မှခင်နူးညံ့သောလေတံဖြင့်ပြောသည်တိတ်တိတ်သူနင့်ကိုချစ်လို့ overprotective ဖြစ်နေတာပါ ငါနားလေတယ်ဘာမှမဖြစ်ဘူးသူနောက်နေပြန်လာမှချောလိုက်ကြားလာမမေတင်းရင်ငါကြောင့်ဆိုပြီးစူနေုံးမယ်ငုံနဲ့တိတ်တော့နောက်နေ့ခင်ပြောသည့်အတိုင်းတပ်ဖုံးမြတ်မနှက်စောစော လွင့်စီရောက်လာခဲ့သည် သူကပဲလွင့်ကိုချော်မော်တောင်းမှန်သည်မမေမရဲမိအောင်ပြဿနာကို ဖုံးပြထားခဲ့တော်လဲလွင့်ဤတပ်ဖုံးအပေါ်တင်းမာနေမှုကတော့တည်တာနေသည်ခင်မနှက်ပြင်ဆင်၍ဈေးယုံသို့ထွက်ခန်းနေတွင် တွင်ကခြောင်ဝင်းတကားတီလိုက်ဖို့ကနှုတ်ဆက်သည် သူ့အမကိုတံမိုးထားကြောင်းတပ်ဖုံးတီးစီရန်လဲရှိရွယ်ပုံရသည်ခင်စိတ်ပင်ပန်း၍ဖြူဖြော့နေသလိုတွင်ကလည်းတော်တော်ကြီးနေထိုင်မကောင်းသောပုံမှန်ဖြစ်နေခဲ့သည်တွင်ဝင်တော့လေနင့်ကြည့်ရတာနေမကောင်းဘူးငါပြန်လာရင်ပရက်ရှာပြန်ချိန်ပေးမယ်အားစေးတော့အုံးရည်လဲတော့ကြားလာတွင်ကောင်းကြီးပြကကြံခဲ့သည်ဒီနေ့တော့ တပ်ဖုံးမြတ်ဆောင်ပေးရမယ်နေမှုခင်စိတ်တထင်ထင်ဖြင့်ပင်ထွက်ခဲ့ရသည် အိမ်မှာသူတို့နှစ်ယောက်တည်းကြံတော့ရင်ကိုခင်မကောင်းကြောင်းဘာတွေပြောနေအောင်လဲမသိချေဟုတ်ကဲ့ပါရှင်ဆရာမဂျူလီယာမြင့်သိရေးသားထားတဲ့ဖီယန်ကြံသောစထုံများဆိုတဲ့ဝိတုလေးရဲ့အပိုင်း73ကိုဖက်ပြပေးခဲ့တာပဲဖြစ်ပါတယ်အပေးနာစင်သူတို့ဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်